ခိုင်နှင်းဝင်ရဲ့အစဉ်ပြေပွဲကအပြည့်မိုးလေးတစ်ခုအတွက်ကြွချင်းမြတ်တာတုံ့ပြန်မှုတွေရနေတဲ့ရွှေချိုးနဲ့ရွှေမုံရည်တွေရေဒီယိုအားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်နောက်လေး channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မထင်မှတ်တဲ့အပြည့်မိုးလေးကိုရိုက်ကူးထားတဲ့ video file လေးတစ်ပိုင်းကြောင့်ပရိသတ်တွေချီးကျူးတာခံနေရတာကရွှေချိုးနဲ့ရွှေမုံရည်တွေတို့ဇနီးမောင်နှံမှာအဆိုပါ video file လေးကတော့ပြီးခဲ့တဲ့တပေါင်းလပြည့်နေ့ကပြုလုပ်ခဲ့တဲ့ပရိသတ်အမင်းသမီးကြီးခိုင်နှင်းဝင်ရဲ့ရင်တူလင်းတွေကိုရှင်ပြပေးတဲ့အလူပွဲမှာရိုက်ကူးထားတာဖြစ်ပါတယ် အစောပိုင်းလူပွဲမှာတော့ရွှေတူးနဲ့ရွှေမွေရီအပါဝင်နမကြီးအနှစ်ပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့တာပါဒီလိုနှစ်ပညာရှင်တွေအများကြီးတဲ့ကောင်မှရွှေတူးနဲ့ရွှေမွေရီတို့ရဲ့အပြစ်မှုတွေကတော်တော်လေးကိုထင်ရှားလွန်နေတာဖြစ်ပါတယ်ရွှေတူးနဲ့ရွှေမွေရီတို့ဟာခိုင်နေဝင်ရဲ့ရင်သွေးလေးတွေကိုရှင်ပြုတ်လူပွဲမှာအလွန်ငွေ30ထဲဝင်လူရန်ပေးခဲ့သလိုမောင်စံလောင်းလေးတစ်ပါးအကျွမ်းမိဘနှစ်ပါးနေရာကပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ် ရွှေတိုးနဲ့ရွှေမွန်ရည်တို့ဟာမောင်ရင်လောင်လေးကိုတကယ်မိဘနှစ်ပါးအတိုင်းပဲဆန်ချပေးတာပွင့်ချီပေးတာတွေလုပ်ခဲ့တာပါအထူးသဖြင့်ရွှေတိုးနဲ့ရွှေမွန်ရည်တို့ဟာမောင်ရင်လောင်ကိုဆန်ချပေးတဲ့နေရာမှာဆိုဟန်ပြသဘောမျိုးမဟုတ်ပဲမိမိတို့ရင်းနှစ်ဖြစ်ကဝမ်းနဲ့လွဲမွေးထားတဲ့သားအင်းလေးတယောက်လိုပြုမှုခဲ့တာပါအထူးသဖြင့်ကိုရင်လေးဆန်ချနေစဉ်ညနာမှာရည်တွေနဲ့ပေးနေချိန်မှာရွှေမွန်ရည်တရားသူမအလှပြက်မှာစိတ်ပူတာမျိုးပဲမြတာမျိုးမရှိပဲသူမဝက်လာတဲ့ခြုံပေါ်ပါလေးရေးဆိုရင်ဆိုပါစေကိုရင်လေးမျက်နှာကိုကြင်ကြင်နာနာနဲ့ရေးတုတ်ပေးခဲ့တာဖြစ်ပါတယ် ရွှေမွန်ရည်ရဲ့အဆိုပါအပြစ်မှုလေးကြောင့်ပဲပြည်သက်တွေကချီးကျူးတာခံနေရတာပါအဲ့ဒီမတိုင်ခင်မှာဆိုရွှေမွန်ရည်ကိုလူတွေကမနာကြည့်တဲ့မင်းသမီးအချိန်မင်းသမီးအဖြစ်တာလို့သိများပါတယ်ရွှေမွန်ရည်ကိုတိုင်းကလည်းဟန်ဆောင်ပတ်ဆောင်မနေတဲ့ပဲစိတ်ထဲအရှိတဲ့အတိုင်းပွပွလင်းလင်းစကားပြောဆိုကနေထိုင်တတ်တဲ့သူတယောက်ဖြစ်ပါတယ် ရွှေမရည်တီလိုအချင်းမင်းသမီးမနာကြီးနဲ့မင်းသမီးတယောက်ကအကျုံလိုမျိုးခိုင်နေဝေခရာကရင်သူလေးတယောက်ကိုကုံမွေးထားတဲ့သားလေးတယောက်အလားပြုံမူနေတဲ့ရွှေမရည်တီရဲ့အပြုံမူကပရိသတ်တွေရဲ့အတင်းနှလုံးကိုကန်လွတ်စေခဲ့တာကတော့အမှန်ပါပဲပရိသတ်တွေကတော့ရွှေမရည်တီဟာမိခင်ဆက်ပြေးသွားတယ်လို့ချီးကျူးကြပါတယ်ရွှေမရည်တီတင်မကပါဘူးရွှေတုကလည်းမောင်ရင်လောင်းလေးကိုဖခင်တယောက်လိုပွေ့ချီတာကကြည်နူးစရာကောင်းနေတာပါအစောပိုင်းခိုင်နေဝင်ရဲ့ရှင်ပြူပွဲလေးကဝီယိုပိုင်းကြောင့်ပဲရွှေတုနဲ့ရွှေမရည်တီတို့ဟာပရိသတ်တွေရဲ့ချစ်ခြင်းကိုရရှိသွားခဲ့တာပါ ဒီမတိုင်ငယ်မှာတော့ရွှေထူးနဲ့ရွှေမွန်ကြီးဒီကိုပရိသတ်တွေကတိတ်မကြည့်ကြပါဘူး။ဒါကလည်းရွှေထူးဟာအစတော်မဖြစ်ခင်ကလေးကသူ့အကြာကြီးတွေ့ခဲ့တဲ့ပန်ကိတ်ဒါတာကိုဖျက်ကရွှေမွန်ကြီးဒီနဲ့တတ်ချက်ခဲ့တာကြောင့်ပါ။တခြားတစ်ပတ်မှာတော့ရွှေမွန်ကြီးဒီကဗီဒီယိုအဆက်မှာပြောခဲ့သလိုအနှစ်ပညာလောကမှာခြေတယ်၊မာနာကြီးတယ်၊အချုံးမပြေဘူးရည်စားများတဲ့စသဖြင့်ပရိသတ်တွေကကြည့်မရဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းရွှေထူးနဲ့ရွှေမွန်ကြီးဒီတို့စတင်လက်ထက်တော့လူတွေကတိတ်အမြင်မကြည့်ကြတာပါ။ ဒါပေမဲ့လည်းရွှေထူးနဲ့ရွှေမွေတွေတို့ဟာလူတွေဝေဖန်တာတွေကိုခင်မဆိုင်ပဲကိုယ်ပုံစံလေးနဲ့ကိုယ်တတမတ်ချနေခဲ့တာဖြစ်ပါတယ်။အခုတခါမှတော့လူတွေကစိတ်တူကိုတူရှေတော်နောက်လိုက်ညီနဲ့ရွှေမွေတွေနဲ့ရွှေထူးကိုသဘောကျနေကြတာပါ။အခုလောက်ခိုင်နေဝေရဲ့ရင်သွေးလေးတွေကိုရှင်ပြပွဲမှာမောင်ရင်လောင်းလေးတွေကိုမိဘအရင်လိုလောက်လိုက်တာကြောင့်လဲရွှေထူးနဲ့ရွှေမွေတွေကိုကလေးအမြန်ယူဖို့တိုက်တွန်းနေကြတာပါ။ရွှေမွေတွေရဲ့ခင်မအစောရောရွှေထူးကတော့ရွှေမွေတွေရာဒီလိုမောင်ရင်လောင်းအမေဖြစ်နေတာကြောင့်တောင်းလေးတယောက်လိုကျဉ်ဆောင်ပြောလာခဲ့တာဖြစ်ပါတယ်။ ရွှေတူးနဲ့ချွေမွန်ရီတို့ကလက်ထပ်ထားတာ၄နှစ်၅နှစ်ရောက်လာပြီမဲ့ဂျင်သွေးရတနာလေးမရသေးပါဘူး။ဒါကလည်းချွေမွန်ရီရဲ့ဇမိုင်းရဲ့အခြေအနေကြောင့်ဖြစ်တယ်လို့သိရတာပါ။ဒါပေမဲ့လည်းမကြခင်အချိန်အတွင်းမှာတော့ရွှေတွင်းနဲ့ရွှေမွန်ရီတို့ဟာရင်တွေလေးရဖို့စူးစမ်းနေကြပြီလို့လည်းဆိုပါရယ်အခုကျေရှုနေကြတဲ့ပရိသတ်တွေကရောကလေးလိုချင်းကြပြီဖြစ်တဲ့ရွှေတွင်းနဲ့ရွှေမွန်ရီတို့ဇုံတွယ်လေးကိုအားပေးကြသလားဆိုတာပြောပြသွားကြပါအောင်ရှင်။